မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားရစ်စတာစကေ9.9အဆင့်ရှိတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ငလင်တန်းကြောင့်ထိခိုက်ပျက်စီးသွားတဲ့အဆောက်အုံတွေဖြုတ်ဖြတ်ထားတာတွေကိုအမြင်တင့်နေစီဖို့သူပြားရီနဲ့ကထားကြဖို့မန္တလေးစီပင်ကညွှန်ကြားထားပါတယ်။မန္တလေးဒေသခံတွေကတော့ဒီလိုသွတ်ကာဖို့ထက်ထိခိုက်ပျက်စီးနေတဲ့အိမ်တွေဖြုတ်ဖြတ်တာတော့မပြီးသေးဘူးလို့ဆိုကြပါတယ်။မန္တလေးမြို့ဒေသခံတယောက်ကတော့ အဆောက်အုံတွေဖြူဖြက်တာတရားခိုင်နှုံးတော့မပြီးသေးဘူးလို့ဆိုပါတယ်။ဟိုပါနေကြောင်းဝန်ပြောတဲ့ချက်ကိုဖြက်လို့မပြီးသေးဘူး။ခုမှတရားခိုင်နှုံးတော့မပြီးသေးဘူးဖြစ်တာအိမ်ကဖြက်လို့မပြီးသေးဘူး။ဖြက်ပြီးလို့ကာရာမျိုးတို့တို့ပေါ့တက်တာကပြိုကျတဲ့အိမ်ကြီးကိုဖြက်ပြီးတာဆရာခိုင်နှုံးတော့မပြီးသေးဘူးတရားခိုင်နှုံးတော့မပြီးသေးဘူးဆိုတော့အဲ့တော့တောင်ပြူလို့တရားမပြီးသေးဘူးကွာသဘောတူကြပြတာမန္တလေးမှာအခုလိုဖြူဖြတ်တာတွေမပြီးသေးတာကစီမံရေးလုပ်ငန်းစဉ်တွေနှောင့်နှေးနေတာကြောင့်ဖြစ်တယ်လို့လည်းဒေသခံတွေကဆိုပါတယ် ကိုအင်ကိုဖျက်ဖို့ကျွန်တော်တို့အင်ဂျင်နီယာပေါ့နော်အလိုမျိုးစိုက်ဘက်တွေကျွန်တော်တို့လုပ်ငန်းကန်ထရိုက်စိုက်ဘက်တွေခေါ်ပြီးဖျက်မယ်ဆိုတာတောင်မှကျွန်တော်တို့စာတင်အောင်ဒီစာတင်ပြီးတော့အမေကြီးမှဖြူဆိုတဲ့ဟာမျိုးပေါ့စာတင်ရင်လည်းအနည်းဆုံး3လလောက်ကြာတယ်မှအဲကြာတယ်ဆိုတော့အခက်ခဲရတော့အများကြီးရှိတယ်ဒီအင်ဖြိုးတဲ့ပတ်အားရင်းနဲ့ပတ်သက်ပြီးတော့လေဒီစီပင်းလုပ်ငန်းစီကသူအဓိက live ပြပေးလာဆိုတော့အာအမှန်တမ်းပြောရရင်တော့အလို သူတို့เนี่ยဆက်ဆက်လုပ်ငန်းကြီးတွေတော်တော်များများကိုပဲ live လုပ်ပြီးတာတွေ့ရတယ်ပေါ့เนาะအမြန်ပေါ့เนาะပြီးတော့ဖြိုကားကလည်းကျွန်တော်တို့ဒါအဲဖေးတွေကလည်းအမျိုးမျိုးထွက်နေတာမျိုးရှိတယ်ပေါ့နော်ဒါ CPU ပြန်လဲပြီးသွင်းရမယ့်ငွေဆိုတဲ့ဟာနဲ့ဟိုအင်ရှင်နေနေကကျတော့အင်ပစ္စည်းဆုံးရှုံးမှုတာဆုံးရှုံးမှုတွေရှိတယ်နောက်တစ်ခုကကျတော့ဒီ အဲကိုပစ္စည်းဆုံးရှုံးထားပါတယ်ဆိုတာတော့မားတော့ကျွန်တော်တို့ဒီအိမ်ပြိုကားကထပ်ပေးရအောင်မယ်ဆိုတော့စီဗန်ထပ်ပေးမယ်ဆိုတော့အများကြီးအိမ်မရှင်တွေဒါဆင်းရဲတာချမ်းသာတာတွေမဆိုင်ပါဘူးပေါ့နော်ဒါအိမ်မရှင်တွေအကုန်လုံးမှလည်းလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတစ်ခုအနေနဲ့မြင်ပါတယ်အင်အားပြည့်ငန်လင်းကြောင့်ထိခိုက်ပျက်စီးမှုများခဲ့တဲ့မန္တလေး၆မြို့နယ်တွေကဆောက်လက်ဆအဆောက်အုံတွေကိုပြန်စစ်ဆေးဖို့လိုတာကြောင့်ခဏရည်နာထားဖို့ကိုလည်းစီဗင်ကညွှန်ကြားထားပါသေးတယ် မန္တလေး၆မြို့နယ်အတွင်းအဆောက်အုံ၄000နီးပါးပျက်စီးခဲ့တယ်လို့သိရပြီးငလင်တန်သည့်လိမ်မော်ရောင်အဆင့်အနီရောင်အဆင့်သတ်မှတ်ခံရတဲ့အဆောက်အုံပိုင်ရှင်တွေအနေနဲ့မိမိတို့အဆောက်အုံကိုပြန်လည်ပြင်ဆင်ကြင်နာတွေနဲ့ပတ်သက်ပြီး PE RSC လိုင်စင်ရအင်ဂျင်နီယာတွေရဲ့ထောက်ခံချက်ပါတဲ့ပြင်ဆင်ရမယ့် method statement နဲ့အတူအဆောက်အုံနဲ့ကုန်ရုံဌာနစီကိုပြန်လည်လျှောက်ထားရမှာဖြစ်ပြီးမလိုက်နိုင်ရင်အေးအေးယူမယ်လို့လည်းကြေညာထားပါတယ် ဲဒီအိမ်ဆောင်ဖို့အတွက်ပြန်လဲရှောက်ထားမယ်ဆိုရင်လည်းဒါစီပင်ကိုသူတို့သတ်မှတ်ထားတယ်သူတို့လက်ရှိဥပဒေပေါ့နော်ဒီပြန်လဲဆောက်ခွင့်နဲ့ပြသက်တဲ့ဥပဒေနဲ့ပတ်သက်ပြီးတော့သူတို့အာအညီဆောင်ရွက်ပြီးပြီဆိုတော့မှအတင်ပြုတ်ပြီးပြီဆိုတော့မှကိုယ်အိမ်ကိုပြန်ဆောက်ရမယ့်အနေအထားမျိုးရှိတယ်အဲလက်တလုံးမှာကတော့အိမ်တကယ်လို့အဖြိုးလိုက်တယ်ပြိုသွားတယ်ဆိုတော့ဆိုရင်တော့မှမပြည့်မနေဖြိုးလိုက်ပြီးပြိုသွားပြီးဒီအရာကြီးအဆောင်ဖြိုးလိုက်ပြီးဆိုရင်တော့မှ အိမ်ကြီးကွက်ကြီးကဘရောမပြန်ထားမမယ်ဆိုတဲ့ဟာကရေးရရတိတိကျကျမရှိပဲအဲ့လိုအိမ်ကွက်အလွတ်တွေပေါ်မှာရေပြိုသွားတဲ့ဟာမျိုးတွေအထိကျွန်တော်မျိုးတွေမှာတွေ့ရတယ်လက်ရှိမှာတော့ကုန်စည်နှုတ်တွေတက်နေတဲ့အနေအထားကြောင့်သူပြားစင်းတွေကလည်းဈေးတွေမြောက်နေတဲ့အတွက်သူပြားကာတာတွေတိတ်မတွေ့ရသေးဘူးလို့လည်းဒေသခံတွေကဆိုပါတယ် Sky Villa မှာတော့သူပြားကာထားတာတွေ့ရပြီးကျန်တဲ့အဆောက်အုံတွေတော်တော်များများမှာတော့ကျိုးနယ်ပဲတားထားတယ်လို့လည်းသိရပါတယ်ကျမမြတ်သိစင်ပါရှင် you <music>